ကတော့အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းဆက်များကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်မှုအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျဒီဘန်းဆာမှာကတော့ကိုပြည့်သူ ကျောင်းဆိုင်ကိစ္စကြောင့်စဉ်းစားတွေးဝင်နေတဲ့မင်းကြီးစီကိုဒီမီပြားငိုယိုပြီးတော့ရောက်လာခဲ့ပါတယ်။ဒီမီပြားတော့မင်းကြီးကိုတွေးတာနဲ့ဒူးထောက်ချပြီးတော့ကျောင်းဆိုင်ကိုကယ်ပေးဖို့ငိုယိုပြီးတော့တောင်းပန်ပါတယ်။ဒါကြောင့်မင်းကြီးလည်းဒီမီပြားကိုထူပေးပြီးတော့ပြောကြားရှိရင်ဖြေးဖြေးပြောဖို့နားချလိုက်ပါတယ်။အဲဒီမှာဒီမီပြားလည်းကျောင်းဆိုင်ကဘလို့အမှားမကြီးလွန်ထားကြအောင်မင်းကြီးကပေါင်လူကြီးမင်းကိုတတ်ခမ်းရတာလေးလို့မေးလိုက်ပါတော့တယ်။ဒါနောက်မင်းကြီးကလည်းကျောင်းဆိုင်ကိုကျွလွန်လိုက်တာကတိုင်းပြည်ဥပဒေမလို့ပေါင်လူကြီးမင်းအပြစ်ပေးမှလို့ပြောပြလိုက်ပါတယ်။ဒါမဲ့ဒီမီပြားကတော့ကျောင်းဆိုင်ကိုဘလို့အမှားပဲကျူးလို့ပါစေမင်းကြီးနေနဲ့ရောင်းကိုကယ်ပေးဖို့တောင်းဆိုနေတာပါ။ ပြီးတော့မင်းကပဲအမိန်ပေးနိုင်တာကြောင့်ပေါလုံကြီးမင်းကနားမထောင်ရဲပဲမနေပါဘူးလို့ပြောလိုက်ပါတယ်။ဒါတော့ဒီမီပြားတော့ကြောင်းဆိုင်အောင်ပြေးကနေချမ်းသာခွင့်ပေးလိုက်ဖို့နဲ့ပေါလုံကြီးမင်းကကြောင်းဆိုင်အောင်လွတ်ဖို့အမိန်ပေးဖို့အတွက်မင်းကြီးကိုတောင်းဆိုနေပါတော့တယ်။ဒါပေမဲ့မင်းကြီးကတော့ကြောင်းဆိုင်ကျူးလွန်လိုက်တာလူသားမှုဖြစ်တဲ့အတွက်သူ့ဘာမှလုံမပေးနိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒီမီပြားတော့ကြောင်းဆိုင်သူ့ရဲ့သားဖြစ်ပြီးတော့မင်းကြီးရဲ့အကိုတော်တာကြောင့်ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူးလို့ပြောဆိုနေတာပါ။ပြီးတော့ဒီမီပြားကမင်းကြီးကငငယ်လေးကနန်းချင်းနန်းဆောင်မှာကြီးပင်လာဖြစ်ပြီးကလေးတွေထဲမှာဆိုမင်းကြီးကအငယ်ဆုံးပဲလို့ပြောလိုက်ပါတယ် ကျောက်ဆန်းတော်ကြီးဆုံးဖြစ်တာကြောင့်ကလေးအားလုံးရဲ့အကိုတော်ဖြစ်ပြီးတော့မင်းကြီးကိုငငယ်လေးတည်းကကာကွယ်ပေးလာတဲ့ပြင်ဘသူကမှအနိုင်မကျင့်နိုင်အောင်လှုပ်ပေးခဲ့တယ်လို့ပြောပြနေပါတယ်။ဒါတော့တီမီပြားကတော့ဒါတွေမမေ့ပြဖို့မင်းကြီးကိုသတိပေးလိုက်ပါတယ်။ဒါအပြင်တီမီပြားကမင်းကြီးငငယ်အားဆိုရင်ကျောက်ဆုံးကခမီးတော်အခြေဆုံးကမဲတော်ဖြစ်ပြီးတော့ရန်လေးစားတယ်သူဆိုရင်ကြောက်ရှက်မယ်လို့ပြောခဲ့တာတွေကိုပြန်ပြောပြနေပါတယ်။ဒါတော့မင်းကြီးကအင်ရှိဆန်ပြီးရွေးချယ်ခံပြီးတော့နန်းရင်းနဲ့ဝင်ရတော့ကလည်းတယောက်တည်းအထီးကျန်နေမှာဆိုလို့ကြောက်ရှက်မယ်နန်းရင်းနဲ့ထိလိုက်ပြီးအဖော်လုပ်ပေးမယ်လို့တောင်းဆိုခဲ့ဘူးကြောင်းတီမီပြားကထပ်ပြောပါတယ်။ ။မင်းကြီးတို့ငံငယ်ကားဆိုလို့ရှိရင်ကြောက်ဆိုင်မဲ့အမြဲတမ်းတီမီပြားကိုတိုင်လှုပ်ထားတဲ့တေးအချိုကိုတိတ်တိတ်လေးနန်းတွင်းထဲကိုယူလာပေးခဲ့တာပဲလို့ပြောနေပါလေ။အဲချိန်တွေတုန်းကဆိုရင်မင်းကြီးတို့ကနန်းတော်ထဲမှာနှွေးထွေးစီတဲ့တခုတည်းသောသူဟာကြောက်ဆိုင်မှာပဲ။မင်းကြီးအိမ်ရှိဆန်ဖြစ်သွားတော့တချို့မင်းသားတွေကတိတ်ပြီးတော့မကျေနပ်ကြပြီမဲ့။ကြောက်ဆိုင်တော့တားဆုံးပြီးရဲ့ထီးနန်းအစကတည်းကမင်းကြီးတို့ပဲဖြစ်တင်တယ်လို့ပြောမှုတဲ့အကြောင်းတီမီပြားကဘာမှမသိပဲရှောက်ပြောနေပါလေ။ဒါကြောင့်တကယ်လို့မင်းကြီးကသာသူ့ကိုအိမ်ရှိဆန်နေနဲ့ရွေးချယ်ခံရမယ်ဆိုရင်ကြောက်ဆိုင်မင်းကြီးကိုပဲပေးမှာပါလို့တီမီပြားကထပ်ပြောပါလေ။ မင်းကြီးလည်းကိုရီချင်းနဲ့ကိုနေရာရခဲ့တယ်လို့ကြောက်ရှမ်းကသူ့ရီချင်းနဲ့သူနန်းရင်းဆောင်ပွဲအောင်ခဲ့ပြီးတော့နန်းရင်းထဲမှာအမှုထမ်းခဲ့တာလို့ဒီမီပြကပြောပါတယ်။ကြောက်ရှမ်းတော်ဝင်မျိုးနယ်စီမံဌာနမှာနေရာရခဲ့တော့ကအဲ့ဒီအောင်သူနေချင်းခဲ့တာရှေမင်းကြီးတို့ကတော်ဝင်မျိုးနယ်တွေရဲ့အလို့တောင်ကိုစောင့်ရှောက်ပေးခြင်းလို့ပြောတာဖြစ်ကြောင်းဒီမီပြကရှင်းပြလိုက်ပါတယ်။အားကြောင့်ဒီမီပြကဒီဖြစ်ပျက်တွေကသာမင်းကြီးတရိယာမယ်ဆိုတော့ကြောက်ရှမ်းဘလို့ပဲအမှားကျူးလို့မှာစီမင်းကြီးကခွင့်လွှတ်တင်တယ်လို့ပြောလိုက်ပါတယ်။ဒီမီပြကတော့ကြောက်ရှမ်းကြောက်ရင်တော့ကလူဖြစ်တာကြောင့်ဘရင်ဆွေမျိုးဘရင်ကိုတော်ပဲလို့ပြောလိုက်တာပါ။ ါတော့အရင်ကဖြစ်ပျက်တွေကိုပြန်ပြောပြနေတယ်ဒီမီပြားလည်းချက်ချင်းဒူးထောက်ပြီးတော့မင်းကြီးကိုတောင်းပန်လိုက်ပါတယ်ဒီမီပြားကသူ့ရဲ့သားကြောင်းဆန်းကိုကယ်တင်ပေးဖို့အစံပြန်ငိုယိုပြီးတော့တောင်းဆိုနေတော့တာပါမင်းကြီးကလည်းသူ့ရဲ့မဲတော်အစ်မဟုတ်ပေမဲ့ခြေလုံးလုံးမဲတော်ဖြစ်နေတတ်မှတ်ထားတဲ့ဒီမီပြားကိုယ်တိုင်သူ့ရှိခက်ခါရတောင်းပန်နေအောင်မြင်ပြီးစိတ်ထိခိုက်နေပါတယ်အဲနောက်မှာတော့ဆရာကုန်းစွာအမှုတစ်ခုလုံးနဲ့ဆိုင်းတဲ့မှတ်တမ်းတွေကိုတေးချပြင်ဆင်ပြီးပြီလို့ပေါင်လူကြီးမင်းကိုပြောလိုက်ပါတယ်ဒါကြောင့်ဆရာကုန်းစွာတော့ပေါင်လူကြီးမင်းရုံးတော်တက်ဖို့အားလုံးစင်စစ်ဖြစ်သွားကြောင်းပြောပြလိုက်ပါတယ် ဒါတော့ကြံကြောင်းလေးပေါင်ကြီးမင်းကဘာလို့ရုတ်တရက်ကြီးရုံတော်တင်စစ်ဆေးမှာအလင်းလိုနေရလဲလို့မေးလိုက်ပါတယ်။အာယူကတော့ကြောင်းဆန်းကိုစောစောတတ်လိုက်ရင်ပြဿနာနေသွားနိုင်တယ်လို့ဝင်ပြောပါတယ်။ဒါပေမဲ့ဒီခါမှာတော့ပေါင်ကြီးမင်းလည်းအာယူပြောတာကိုလက်ခံပြီးတော့အာယူနဲ့အတွေ့အကြုံတူနေခဲ့ပါတယ်။အဲ့ဒါပေါင်ကြီးမင်းကတော့ကြောင်းဆန်းနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့စိတ်ခံစားချက်တွေရနေပြီးဒီမှုကမြန်မြန်နဲ့ချုံချုံမွေးမပြီးနိုင်မှာကိုစိုးရိမ်နေတာပါ။အဲ့တော့ပေါင်ကြီးမင်းကဝမ်ချောင်းမန်းကိုခေါ်ပြီးတော့ရုံတော်တက်ဖို့အတွက်အမိန်ပေးခိုင်းလိုက်ပါတယ်။ဒုံနဲ့ပေါင်ကြီးမင်းလည်းတရားခံကြောင်းဆန်းကိုရုံတော်တင်သွင်းလိုက်ပါတယ်။ အဲ့လိုနဲ့ကြောင်ရှန်းတယောက်ရုံတော်တဲကိုစဝင်းနေဆိုကလေးကအမှုတန်းတွေကိုတေးချာကြည့်နေရပါပြီးတော့ကြောင်ရှန်းအခုဆိုသူကတိုင်းပညာအကုန်လုံးဆုံးဆုံးထားတာအောင်ပါဂျန်ချောင်းတို့ကသူပေါင်လူချင်းမျိုးတို့ခုမကောင်းတာလို့ပို့ဂျန်နေထင်နေရလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ဂျန်ချောင်းကအဲ့တော့ငင်းလိုက်ပြီးတော့အဲ့လိုမဟုတ်ဘဲနဲ့သူကသူ့မျက်လုံးနဲ့ကြောင်ရှန်းရဲ့အသက်ကိုဓာဆက်အောင်မှဆုံးဆုံးသွားတော့ကိုယ်တိုင်မြင်ကျင်လို့လို့ပြောလိုက်ပါတယ်အဲ့တော့ပေါင်လူချင်းမျိုးကကြောင်ရှန်းကိုကိုယ့်အပြစ်ကိုတီလားလို့မေးပါတယ်ကြောင်ရှန်းကတော့သူလည်းပြောစရာအကုန်ပြောပြီးဖြစ်လို့အခုရုံတော်ပေါ်မှာလှုပ်ချင်တာကိုကြိုက်လို့လှုပ်ဆောင်လိုက်တော့လို့ပြောလိုက်ပါတော့တယ် ဲဒါကြောင့်ဘာလို့ဒီလောက်ထိပြင်ပန်းခံခိုင်းပြီးတော့စကားပေါ်တွေပြောနေမှလဲလို့ဘောင်လုံးကြီးမင်းကိုပြောလိုက်တာပါဒါတော့ဘောင်လုံးကြီးမင်းလည်းတရားစီရင်ဆုံးဖြတ်ကြတာပေါ့လို့ကြောက်ရှမ်းကိုပြောလိုက်ပါတယ်ပြီးတော့ဘောင်လုံးကြီးမင်းကကြောက်ရှမ်းကတော်ဝင်မျိုးနွယ်ကမွေးဖွားလာဖြစ်လို့ကောင်းငင်အဆောင်ရှောက်ကြောက်တော်ဝင်မျိုးနွယ်နေနဲ့စီစဉ်ချမ်းသာကိုခံစားလို့ရတယ်လို့ပြောလိုက်ပါတယ်ဒါတော့ကံကောင်းလို့နန်းရင်းနဲ့ဝင်ပြီးတော့အမှုထမ်းနဲ့နန်းရင်းရဲ့ကြီးမြတ်မှုတွေကိုရခဲ့တာပဲလို့ကြောက်ရှမ်းကိုပြောလိုက်ပါတယ်ပြီးတော့ကြောက်ရှမ်းအစင်သုံးရှိတဲ့အမြင့်တန်းရာရှိစစ်မဲ့ကြီးကလက်ထောက်ဝန်အခွင့်အာဏာကိုတုံးချပြီး အပြစ်ကိုကျူးလွန်ခဲ့တဲ့ပြင်လူသားနှုတ်ပိတ်တယ်ဆိုတာကလည်းအပြစ်ကနေရှောင်ပြေးဖို့ကြံစီလာပဲလို့ပြောလိုက်ပါတယ်။ဒါတောင်ပေါင်လွင်းကတားဆုံပြေဥပဒေရကျောင်းဆန်းကိုခေါင်းဖျက်ဆန်းတဲ့ပြစ်ဒဏ်စီရင်မယ်လို့စီရင်ချက်ချလိုက်ပါတော့တယ်။ကျောင်းဆန်းတော့တစားကလေးတောင်တုံလုံးမရှိပဲပေါင်လွင်းကြီးမင်းအလောက်သိတေးကြမနေဖို့ပြောပါတယ်။အဲနောက်မှာတော့ပေါင်လွင်းကြီးမင်းကဘာအောင်မှမတုံဆိုင်နေတော့ပဲကျောင်းဆန်းကငကားကောင်းတားဆန်းတဲ့စီရင်မှုအတွက်အမိန်ချမှတ်လိုက်ပါတယ်။အားလုံးခိုင်ဖုံးကျောင်းတော်ရဲ့မူတန်းတွေလည်းငကားကောင်းတားဆန်းကိုပြင်ဆင်မှုစူးစမ်းနေတော့မှာပဲဘေးမင်းတို့ကရောက်ချလာပြန်ပါတော့တယ်။ အဲ့ဒီမှာပဲအမိန်တော်ပါလာကြောင်းဘောင်လုံးကြီးပင်ကလန့်သွားပြီးကြောက်ရှမ်းတော့ဒေတာပေါက်သူ့အပိုင်းတွတ်ထားဖြစ်လို့ဝမ်းသာလို့နေခဲ့ပါလေပြီးတော့ကြံကြောင်းနဲ့အမိန်တော်သားနဲ့နောက်ကြပြီးမှရောက်ရင်ကြောက်ရှမ်းရဲ့ခေါင်းကမြေကြီးပေါ်ရောက်နေတော့ပြီလို့သူလည်းမကြင်မနှံ့ဖြစ်နေရပါလေဒါကြောင့်အာယူလည်းမင်းကြီးကကြောက်ရှမ်းအပြည့်ပေးဖို့သဘောတူထားပြီးတော့မှဘာဖြစ်တာလဲလို့တွေးနေခဲ့ပါလေဆရာကွန်ဆွန်လည်းဘောင်လုံးကြီးပင်ပြောတယ်လို့ဒီမှုကချောမွေ့ပြီးဖို့ဆိုတာမလွယ်ဘူးလို့ဝင်ပြောလိုက်ပါလေအဲ့တော့ဘောင်လုံးကြီးကနန်းတွင်နဲ့ခါသားဝင်ပြီးတော့မင်းတစ်ပါးရဲ့စကားကဟန်ပြနိုင်တယ်မဖြစ်သင့်ပါဘူးလို့မင်းကြီးကိုသွားကောပါလေ မချိုဒီဝမ်ကတော့မင်းကြီးကတေးချာလေးနဲ့နဲ့မတွေးလို့ရှိရင်ကျောင်းဆန်းအပြစ်ကနေကင်းလခွင့်ချမှာမဟုတ်ဘူးလို့ဝင်ပြောပါတယ်။ဒါပေမဲ့ပေါင်လူကြီးများတော့မင်းကြီးဒီလိုလှုပ်လိုက်ရင်တိုင်းပြည်ဂုံသိက္ခာမရှိတော့သူဖြစ်သွားလိမ့်မယ်လို့ရှင်းပြလိုက်ပါတယ်။အဲ့အချိန်မင်းကြီးကဒေါသထွက်ပြီးတော့သူဟာတိုင်းပြည်တပြည်ရဲ့မင်းတပါဖြစ်တာကြောင့်သူချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ကမှားခဲ့ရင်နောက်ဆက်တွဲကိုသူကိုယ်တိုင်ပဲတောင်းဝန်ခံလိုက်မယ်လို့ပြောပါတယ်။ပြီးတော့မင်းကြီးကကျောင်းဆန်းအောင်သေတမ်းနေကင်းလခွင့်ပေးလိုက်ပြီမယ်။အပြစ်ကိုတော့ချမ်းသာခွင့်မပေးဘူးလို့ပြောပါတယ်။ဒါတောင်ရှင်မင်းကြီးကဒီနေ့ကစပြီးတော့ကိုဖြစ်သူကျောင်းဆန်းကို တောင်ဝင်မျိုးနွယ်အားနဲ့ထုတ်ပယ်ပြီးတော့တာမန်ရက်သားအနေနဲ့ပဲနေခိုင်းတော့မယ်လို့ပြောလိုက်တာပါပြီးတော့မင်းကြီးကကြောက်ရွံ့နန်းတွင်ဆောင်ပွဲအောင်မြင်ခဲ့မှုယာတို့တွေအားလုံးကိုရုတ်သိမ်းဖျက်သိမ်းပြလိုက်ပြီးဝူချိန်ကျွေးထဲမှာတစ်သလုံးအကျယ်ကျုံးနဲ့ခြားထားလိုက်မှလို့ရှင်းပြပါတယ်ဒါတော့မက်ဆိုဒီဝမ်ကတော့မင်းကြီးကြောက်ရွံ့ပုံမှာခြားမလိုက်တဲ့ဇီးမင်းတွေကတင့်တော်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့မက်ဆိုဒီဝမ်ကမင်းကြီးဟာကင်းလွတ်ခွင့်ပေးတာနောက်ဆက်တွဲလို့ပါတဘာလဲလို့တာဖြစ်လို့အရန်ကြီးဝေဖန်မှုတွေမပေါ်လာတော့ဘူးလို့ထင်နေပြီးတော့မင်းကြိုက်လိုက်လို့ပြောနေခဲ့ပါတယ်မင်းကြီးကလည်းမက်ဆိုဒီဝမ်ထောက်ခံနေရတဲ့အောင်ပေါင်လူကြီးမင်းရဲ့အမြင်ကို သူကဂျေနက်စွာနဲ့မေးလိုက်တာပါဒါပေမဲ့ဥပဒေကိုအတန်းနဲ့တောင်းလဲခဲ့ဘူးတဲ့ပေါင်လုံးကြီးမင်းအတွက်ကတော့မင်းကြီးနဲ့မတ်ချုပ်ဒီဝမ်တို့ပြောတာလုံးဝသဘောတူစရာရှိမနေပါဘူးပေါင်လုံးကြီးမင်းကတော့တိုင်းပြည်ဥပဒေထက်မှာဆွေမျိုးဆိုတာမရှိရတာကြောင့်ဒေါ်ဝင်မင်းသားတယောက်ကအပြေကျူးလို့ရင်လည်းပြည်သူတယောက်လိုပဲရေယူရမှာပေါ့လို့ပြောလိုက်ပါတယ်ဒါကြောင့်ပေါင်လုံးကြီးမင်းကမင်းကြီးကြောက်ရှမ်းပေါ်မှာအပြစ်ပေးတာမပြေးနိုင်မှုလို့ပြောလို့မရပါဘူးတရားဥပဒေနဲ့ကတော့သွေးဖယ်နေတာပဲလို့ပြောလိုက်ပါတယ်ဒါကြောင့်နောက်ပိုင်းမှာတခြားသူတယောက်ကကြောက်ရှမ်းတဲ့ဒူညီနဲ့အပြစ်ဒဏ်ကိုကျူးလွန်လိုက်မယ်ဆိုရင်ဘသူကလာပြီးတော့ဒေဒဏ်ကနေ ကင်းလုံးခွင့်တောင်းပြီးတော့အသက်ချမ်းသာခိုင်းအောင်လည်းမသိဘူးလို့မေကွန်းထုတ်လိုက်ပါလေ။အဲနောက်မှာတော့မင်းကြီးလည်းဒေါသတကြီးနဲ့သူ့အမေကိုသွေးဖဲခြင်းနဲ့ပေါင်ချင်းကိုဘာဆက်လုပ်ခြင်းနေသေးလဲလို့မေးလိုက်ပါလေ။ပေါင်လူကြီးမင်းကတော့သူ့အမြင်မှာဘလို့ပဲဖြစ်ဖြစ်ကြောင်ဆန်ကတေတန်ကနေလွတ်မပေးသင့်တဲ့သူပဲလို့ပြောလိုက်ပါတော့တယ်။မင်းကြီးလည်း128ချိန်မြောက်ဒေါသထွက်ပြီးတော့ပေါင်ချင်းပြောနေတဲ့တိုင်းမီဥပဒေကိုဆောင်းရှောက်ဖို့အတွက်နဲ့သူတော်လေးနောက်ဆုတ်ပေးခဲ့ပြီလို့ပြန်ပြောပါလေ။ဒါတော့ပေါင်လူကြီးမင်းလည်းဒေါသတကြီးနဲ့ပြန်ပြောကတိုင်းမီဥပဒေကပေါင်လူကြီးမင်းရဲ့အမြင်ထဲမှာပဲရှိရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတော့တယ်။ တကယ်လက်တွေ့မှာလည်းမင်းကြီးနေနဲ့တိုင်းပြည်ဥပဒေကိုချစ်မြတ်နိုးတင်တယ်လို့ပေါင်လူကြီးမင်းကပြန်ပြောပါတယ်။ဒါပေမဲ့မင်းကြီးကတော့ပေါင်လူကြီးမင်းပြောတာကိုလုံးဝလက်မခံဘဲဒီရင်ဟာဆာလို့ကြောက်ရွံ့မှုကိုထပ်ပြောတယ်ဘသူမဆိုမင်းမင်းကိုပုံကံမှုနဲ့ပြစ်ဒဏ်ကြီးချမှတ်ဖို့အမတ်ဆုပ်ကြီးဝန်ကိုမင်းပေးလိုက်ပါတော့တယ်။တပတ်မှတော့တီမီပြားနဲ့ဦးကြီးတော်ရှိတို့လည်းကြောက်ရွံ့ကြောင်တွေးပြီးတော့ပူဆွေးတွေးဝင်နေကြပါတယ်။အဲနောက်တီမီပြားသားတော်ကြောက်ရွံ့အကောင်းကြီးကလည်းဘာလို့လူသတ်မှုတွေကျူးလွန်လိုက်ရတာလဲလို့တွေးနေတာပါ။အဲ့ဒါမင်းတီမီပြားကသူ့ကိုယ်သာဦးကြီးတော်ရှိမပြောပြရင်ဒါတွေသိရမှာမဟုတ်ဘူးလို့ပြောပါတယ်။ ဒါတော့တီမီပြားသူကိုယ်တိုင်တောင်းဆိုထားတာကိုမင်းကြီးသာအချိန်မီကင်းလုံးခွင့်မပေးလို့ရှိရင်တို့တွေကြောက်ရှန့်ကိုထပ်တွေ့ရတော့မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါနောက်ဦးကြီးတော်ကလည်းကြောက်ရှန့်ကိုကဲလိုက်တာကမန်အောင်မန်လားလို့ပြန်ပြီးတော့စဉ်းစားနေပါတယ်တီမီပြားလည်းကိုယ်သွေးသားရင်းကိုကဲတာမှန်တာမှားတာတော့မရှိဘူးလို့ဦးကြီးတော်ကရှင်းပြပါတယ်ဒါတော့တီမီပြားတော့ဦးကြီးတော်သူ့ကိုအချိန်မီပြောပြခဲ့လို့သာမဟုတ်ရင်သူအချိန်မင်းကြီးစီမှာသွားသနာခံလည်းအချိန်မမီလောက်တော့လို့ပြောလိုက်ပါတယ်ဦးကြီးတော်ရှင်းလည်းတီမီပြားကိုပြောပြတာအချိန်မင်းကြီးစီမှာအတနာခံစီခြင်းလိုပဲလို့ရှင်းပြလိုက်ပါတယ် ဒါပြင်ဦးကြီးတော်ကသူ့ဘဝမှာအတနာခံတာတွေဥပဒေပေါင်းကြော်တဲ့ဒီလိုကိစ္စတွေမျိုးတခါမှမလုပ်ခဲ့ဘူးကြောင်းပြောပြနေပါတယ်။ဒါရီယာဦးကြီးတော်ကသူသားကြီးကြောက်ရှမ်းအတွက်မှလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့တီမီပြားတော့အနည်းဆုံးတော့သူတို့ဒီလိုလုပ်လိုက်တာကြောင့်ကြောက်ရှမ်းအသက်ချမ်းသာခွင့်ရသွားတဲ့အတွက်ကြောက်ရှမ်းကိုဟူချိန်ကြီးမှာတစ်လုံးပိတ်ထားလဲစိတ်အေးရပါတယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ပေါင်လုံးကြီးမင်းကနန်းတော်ကပြန်လာကလေးကစိတ်ညစ်ပြီးတော့အတွေးတွေမျောနေခဲ့ပါတယ်။ဒါလို့ပေါင်လုံးကြီးမင်းစိတ်ညစ်နေအောင်မြင်ပြီးတော့ဆရာကုန်းဆုံးလဲပေါင်လုံးကြီးမင်းတစ်လုံးဆောင်ထိန်လာတဲ့တိုင်းပြည်ဥပဒေစိုးမိုးရေးဟာ ကျောင်းဆန့်သေးတံကေးလခွင့်ရတာနဲ့ဒီအမဲဆက်ထင်သွားပြီလို့ပြောနေပါတယ်။ဒါတောင်အာယူကတော့ဦးချိန်ကျွေးတဲ့သူဝင်ပြီးတော့ကျောင်းဆန့်သာတက်လိုက်ရင်ပေါင်လုံးကြီးမင်းပို့ပြီးတော့နေလို့ကောင်းမှာလားလို့ပြောနေပါတယ်။ကျန်ကျောင်းလဲအဲ့ဒါဥပဒေကိုစန့်ကျင်တာဖြစ်လို့ပေါင်လုံးကြီးမင်းနေနဲ့ပြောရင်မှန်တဲ့ကိစ္စမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်။ဆရာကွန်ဆောင်းတော့ပေါင်လုံးကြီးမင်းဒီလောက်နဲ့လွယ်လွယ်တော့လက်လျှော့မှာမဟုတ်တာကိုယုံကြည်နေပါတယ်။ဒါပေမဲ့အာယူလည်းအခုဆိုရင်ရှင်မင်းကြီးအမိန်တော်ချမှတ်ထားမလို့ဘယ်တက်နိုင်တော့မှာလဲလို့ပြောလိုက်ပါတယ်။ဆရာကွန်ဆောင်းတော့ပေါင်လုံးကြီးမင်းရွေးမဲ့လန်ပုံမှန်နဲ့မတူမှာပဲကြောက်ရတယ်လို့ပြောနေပါတယ်။ ဲ့ဒါမှမဟုတ်ဘောင်လုံးကြီးမြလက်မလျှော့ပဲမင်းကြီးကိုခါသားဝင်ပြီးတော့လာတွေ့မယ်မင်းကြီးကလက်ခံတွေ့ခဲ့ခြင်းမရှိပါဘူးအဲ့တော့နောက်နေ့မနက်ညီလာခံမှာတော့ဘောင်လုံးကြီးမြကမင်းကြီးကိုကြောက်ဆန့်အမှုကိစ္စနဲ့ပတ်သက်ပြီးတင်ပြဖို့စူးစမ်းပြန်ပါလေဒါမဲ့မင်းကြီးကတော့ကြောက်ဆန့်နဲ့ပတ်သက်တဲ့ကိစ္စကိုဘယ်သူမှမပြောအောင်လို့အမိန့်ထုတ်ပြန်ထားတော့ဒေါသတကြီးနဲ့ပြောပြန်ပါလေဒါတော့ဘောင်လုံးကြီးမြကလည်းဒီမှုကတိုင်းပြည်ပေါ်ကြီးညိုမှုနဲ့ဆိုင်နေပြီးတော့နေရာနံပြားနေနားဆွေးနေကြအတွက်နန်းတွင်မူတန်းနေနဲ့သူပြောမှဖြစ်မယ်လို့ထပ်ပြောလိုက်ပါလေဒါမဲ့မင်းကြီးကတော့နားမထောင်ပဲတားမြစ်ထားတဲ့အကြောင်းကိုပြောတာကြောင့် ပေါင်လုံးကြီးမင်းကိုပြစ်ဒဏ်ပေးမြောက်လုပ်နေရလားလို့မေးလိုက်ပါတယ်။ပြီးတော့မင်းကြီးကအကိုတော်ကြောက်ဆန့်ကိစ္စထက်ပေါင်လုံးကြီးမင်းကခိုင်ဖုံးယုံတော်တရားသူကြီးဖြစ်တာကြောင့်ခိုင်ဖုံးယုံတော်ကိစ္စကိုပဲဂယူဆိုင်ဖို့သတိပေးလိုက်ပါတယ်။ဒါပြင်ဒီနေ့ကဆက်ပြီးတော့ပေါင်အောင်ချင်းကိုတက်ရောက်ဖို့မစင်ခေါ်မချင်းညီလာခံလာမတက်ရဘူးလို့မင်းကြီးကအမိန်ထုတ်ပြန်လိုက်ပါတော့တယ်။အဲနောက်မှာတော့အမတ်တွေအားလုံးလည်းပွဲလို့ရပြီးတော့တီးတိုးတွေပြောဆိုနေကြပါတယ်။မတ်ချိုဒီဝမ်ကတော့ပေါင်လုံးကြီးမင်းဘာလို့ပေမန်းခံပြီးတော့အခုလိုလောက်ရတာတုံးလို့မေးပါတယ်။ပေါင်လုံးကြီးမင်းကတော့ဒီကိစ္စကမဖြစ်မနေလုံးမဖြစ်မှာမလို့သားလို့ပြန်ဖြေခဲ့တာပါ။ ဒါမဲ့မတ်ချုပ်ကြီးဝမ်းလဲမင်းကြီးရဲ့ခံမန်းမရတဲ့စိတ်ကြောင့်ပေါင်ကြီးမင်းကိုတစုံထိုးနဲ့မင်းချပြီးသားဒီကိစ္စကိုဆက်ပြီးတော့မလုပ်ဖို့ဖြောင်းပြနေခဲ့ပါလေ။အန်နာမတော့ပေါင်ကြီးမင်းကနမ်းမြေမှာစောင့်နေပြီးမင်းကြီးနဲ့တွေ့ဝင်ကောရွာကနေတစင်ထပ်ပြီးတော့တောင်းဆိုပြန်ပါလေ။မင်းကြီးလဲခေါင်းမာတဲ့ပေါင်ချေမတွေ့ကျင်တာကြောင့်ခုထိမသွားသေးတာလားလို့ကောရွာကိုမေးလိုက်ပါလေ။ဒါတော့ပေါင်ကြီးမင်းကတော့ဘလို့ပဲဖြစ်ဖြစ်မင်းကြီးစင်ခေါ်တာကိုစောင့်နေမှာဖြစ်ကြောင်းကောရွာကပြောပြလိုက်ပါလေ။အန်နာမတော့ပေါင်ကြီးမင်းကိုစိတ်ဆိုးနေမင်းကြီးလဲမျိုးတော်ကြီးကယုံကိုပြောပြီးတော့ပေါင်ကြီးမင်းကိုချက်ချင်း မြို့တော်ကနေထွက်သွားခိုင်းလိုက်တဲ့အထီကိုဖြစ်သွားပါတော့တယ်ပြီးတော့မင်းကြီးကသူ့မိမရမချင်းပေါင်လူကြီးမင်းကိုမြို့တော်ထဲမှာဝင်ရဘူးလို့ပါအမိန်ချမှတ်လိုက်တာပါအဲနောက်မှာတော့ပေါင်လူကြီးမင်းကဦးကြီးတော်ရှေ့ရှိရနန်းချင်းဆောင်ထန်းစင်နဲ့ရောက်လာခဲ့ပါတော့တယ်ဒီလိုနဲ့ဝင်းချီကဦးကြီးတော်ကိုပေါင်လူကြီးမင်းနဲ့မတွေ့စေချင်ပေမဲ့ဦးကြီးတော်ရှစ်ကတော့ပေါင်လူကြီးမင်းနဲ့နှစ်ယောက်တည်းတွေ့ဖို့အဆုံးဖြတ်လိုက်ပါတယ်ပြီးတော့ပေါင်လူကြီးမင်းရောက်လာတဲ့ဦးကြီးတော်ရှစ်ကတော့ကြောက်ရှံကိစ္စကြားပြီးတော့တုံလှုပ်လို့နေခဲ့ပါပြီဒါကြောင့်ဦးကြီးတော်ရှစ်လည်းပေါင်လူကြီးမင်းကကြောက်ရှံကိုခုထိမလို့ပေးခြင်းသိဘူးလားလို့မေးလိုက်ပါတယ် ောင်လူကြီးမင်းကတော့မင်းကြီးကမိန့်ချမှတ်ထားပြီးဖြစ်တာကြောင့်သူအနေနဲ့ဘာမှဆက်မလုပ်နိုင်တော့ပါဘူးလို့ပြောလိုက်ပါတယ်။ဒါတောင်ဦးတော်ရှိလဲသူတို့နန်ချင်းဆောင်ဘာလာလုံးနေသေးလဲလို့ပောင်လူကြီးမင်းကိုပြောလိုက်ပါတယ်။ပောင်လူကြီးမင်းလဲဇာရိတပိုင်းဆိုင်ရာစာပေရဂုံတိတ်ခါပြေးစုံတဲ့သူရဲ့အမားကိုထောက်ပြဖို့ပောင်လူကြီးမင်းကဦးတော်ကိုပြောပြချင်တာပါလို့စကားလှမ်းလိုက်ပါတယ်။ဒါမဲ့ဦးတော်ကတော့သူ့ကိုနားချမဲ့ကိစ္စတွေဆက်မပြောဖို့ပောင်လူကြီးမင်းကိုတားလိုက်ပါတယ်။ဦးတော်ရှိကတော့သူကလည်းလူတယောက်ဖြစ်တာကြောင့်တကူကောင်းစိတ်ရှိပြီးကိုသွေးသားကြောင့်ဒီလိုကိစ္စကိုအတင်းကျပ်လှုပ်လိုက်ရတာပါလို့ပေါင်လူကြီးမင်းကိုရှင်းပြလိုက်ပါတယ် ဒါပေမဲ့ပေါလုံကြီးမင်းစိတ်ထဲမှာတော့သူ့ကိုဘလောက်တောင်းမှကြီးကျယ်မြင့်မြတ်တဲ့ဒီစဉ်းစားထားပါသည်ဒီကိစ္စမှာတော့လူမျိုးတွေဖီအားလာပြီးတော့ပေးလို့မရဘူးလို့ဦးတော်ရှိကပြောလိုက်ပါတယ်ပြီးတော့ပေါလုံကြီးမင်းအနေနဲ့ဘလို့နီးမျိုးနဲ့မဆိုသူ့ကိုကိုသွေးသားရင်းကိုတေးလန်းပို့ခိုင်းတာမျိုးလောက်ခိုင်းလို့မရဘူးလို့ဦးတော်ရှိကထပ်ပြောလိုက်တာပါဦးတော်ရှိကတော့ပေါလုံကြီးမင်းသူ့ကိုလာဖြောင်းပြပြီးတော့နန်းရင်းနဲ့ဝင်ပြီးတော့ကြောက်ရှမ်းပေါ်မှာကင်းလုံးခွင့်ပေးထားတာကိုပြန်ယုံသိမ်းခိုင်းလို့မရဘူးလို့အပြပဲပြောပြလိုက်ပါတယ်အဲနောက်ဦးတော်ကတော့မျက်ရည်ဝိုင်းသားနေပဲပေါလုံကြီးမင်းကိုစိတ်စိတ်ကြည့်ပြီး ဒီကိစ္စလုံခိုင်းမယ်ဆိုရင်သူလုံးဝလုံးမှာမဟုတ်ကြောင်းကိုပြောလိုက်ပါတယ်။အာဏာပေါင်လူကြီးမင်းလဲဦးတော်သဘောကိုနားလည်သွားပြီးဖြောင်းဖြားမဲ့စကားတစ်ခုမှပြောမှာမဟုတ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲနောက်ပေါင်လူကြီးမင်းကကြောက်ရွံ့လူသားမှုကိုကျူးလွန်ရတဲ့အကြောင်းရင်းကတားဆုံထီးနှံကိုလူယူမဲ့အကြမ်းကိုဖုံးကွယ်ထားဖို့အတွက်ပဲလို့ဦးကြီးတော်ကိုပြောပြလိုက်ပါတော့တယ်။ဒီစကားကြောင့်ဦးကြီးတော်တယောက်အရန်ကိုထိတ်လန့်လို့သွားခဲ့ရပြီးစောက်တရားမရသွားနဲ့တုံလှုပ်နေခဲ့ပါတော့တယ်။အဲနောက်မှာတော့ဦးကြီးတော်လည်းကြောက်ရွံ့ရှိတဲ့ဝူချိန်ကြီးစီကိုရောက်လာပါတယ်။ကြောက်ရွံ့တော့ဖေပြေသူကအမေကိုလှုပ်ပြီးတော့ မင်းကြီးစီကိုတနာခံခိုင်းလိုက်တာကိုသိနေခဲ့ပါတယ်။ကျောက်ဆန်းတော်ပေါလုံကြီးမင်းကအဖေပြည့်သူရဲ့ရှေ့မှာသူ့ရဲ့အသိပညာဘူးသူတော်ကိုချီးကျူးခဲ့တယ်လို့ပြောလိုက်ပါတယ်။ဒါတော့ဦးတော်ရှင်လည်းကျောက်ဆန်းသာအသိစိတ်နည်းနည်းရှိမယ်ဆိုရင်ဒီလိုလူသားမှုမျိုးကိုကျူးလွန်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတော့တယ်။ကျောက်ဆန်းတော်တကယ်လို့သူအောင်မြင်သွားခဲ့ရင်ဒီလောကလုံးဟာသူ့ပိုင်မဲ့ဖြစ်တာတော့ဘသူအပြည့်ချမှတ်ရဲမာလဲလို့မေးလိုက်ပါတယ်။ဒါတော့ဦးတော်ရှင်လည်းအခုလိုအခြေအနေတွေဖြစ်နေတာကြောင့်ကျောက်ဆန်းအခုဒီသစ္စာပေါက်တဲ့စကားကိုပြောနေတော့မဲလားလို့မေးပါတယ်။ ဒါမဲ့ကြောင်းချမ်းတော့ဒီနေ့ဒီလိုမျိုးတွေဖြစ်လာတာကအဖေဖြစ်သူကြောင့်ပဲလို့အပြစ်တင်လိုက်ပါလေအဲ့ဒါကရင်တော့ကမင်းကြီးကမင်းသားရဲ့ထဲမှာအိမ်ရှိဆန်ရွေးတုံးကကြောင်းချမ်းကသားကြီးဖြစ်ခဲ့မယ်သူ့ကိုနန်းရင်းနဲ့မပို့ပဲမင်းကြီးကိုမှပို့ပေးခဲ့တာပဲလို့ပြောပါလေဒါမဲ့ဦးကြီးတော်ရှိကတော့လက်ရှိတားဆုံးဘရင်ကအရင်အရှင်မင်းကြီးရဲ့သားအရင်းပဲလို့ပြောလိုက်ပါတော့တယ်ကြောင်းချမ်းတော့ရင်တော့ကဘိုးတော်မင်းကြီးကသူ့အဖေဖြစ်သူဦးကြီးတော်ရှိကိုမင်းကြီးနေရာပေးခဲ့မယ်အဖေဖြစ်သူကညင်းပယ်ပြီးလက်မခံရဲခဲ့ဘူးလို့ပြောလိုက်တာပါတကယ်လို့ဦးကြီးတော်ရှိသားလက်ခံခဲ့သူကအဖေဖြစ်သူရဲ့သားကြီးဖြစ်တာကြောင့် မင်းကြီးညားကတေတာပေါက်သူ့အတွက်ပဲဖြစ်တင်တာလို့ပြောနေပါတယ်။ဒါမဲ့ဖေဖေသူကတော့ရှင်မင်းကြီးညားကိုနှခါတော်လက်လို့ခံခိုင်းခဲ့တဲ့အတွက်သူကိုယ်တိုင်စ조사ရယူလာမှားလားလို့မေးလိုက်ပါတယ်။ပြီးတော့ကြောက်ရှမ်းဒါတွေကဖေဖေသူကြောင့်ဖြစ်လာတာတော့တိစာဖောက်တယ်လို့သူကလာပြောနေလားလို့မေးလိုက်ပါတယ်။ဦးရော်ကတော့သူဒီလိုလှုပ်ခဲ့တာတွေကကြောက်ရှမ်းကောင်းဖို့ပဲလှုပ်ခဲ့တာဖြစ်ကြောင်းကိုပြောပြပါတယ်။ပြီးတော့ခေးဆက်ဆက်မှာမင်းကြီးညားဆိုတာပြိုင်ဆိုင်လူရဲမှုတွေကြီးပဲမလို့ညီကိုချင်းချင်းရန်ဖြစ်ကြပြီးတော့ရာတိုင်းကိုလိုက်ပြိုင်နေကြလို့ရှင်းပြပါတယ်။ဦးရော်ကတော့သူရှင်မင်းကြီးညားကိုညှင်းပယ်လိုက်တာက ညီကိုချင်းနဲ့တပ်ဖြတ်တာတွေကိုအချင်းချင်းပြန်ထိခိုက်မှာကိုမမြင်ချင်လို့ဖြစ်ကြောင်းကိုပြောပြလိုက်ပါလိဝီရောရှိကတော့သူသားကြောက်ရှံ့မှာညံကောင်းပြီးတော့အသိပညာပုသူဒရှိတာကလူတွေအများကြီးထက်သာလွန်တာတည်ထားပြီးသားပဲဖြစ်ပါတယ်။ဒါမဲ့ကြောက်ရှံ့အမြဲအတင်းကျပ်တော်ဝင်မျိုးနယ်စီမံရေးဌာနမှာထားခဲ့တာကနန်းတွေမှာချင်းချင်းတိုက်ခိုက်နေကြတာတွေကိုမြင်ဘူးတွေ့ဘူးအောင်လို့ပဲလို့ပြောပြလိုက်ပါတယ်။ဝီရောရှိကတော့သူလုံပေးခဲ့တာတွေကကြောက်ရှံ့အတွက်တရားမများတာခဲ့ဘူးဆိုတာဖြစ်နိုင်ပေမဲ့စိတ်ရင်းနဲ့သားကြီးကိုကာကွယ်ပေးခြင်းနဲ့စိတ်ကြောင့်ခုလိုလုပ်ခဲ့တာပါ။ ဝီရောရှေလက်သူရမ်းချစ်ပြီးတော့တဘွားလုံးမှာအမြဲတမ်းဂုံယူနေရစီမဲ့တားဖြစ်သူကိုကာကွယ်ပေးခြင်းယုံပါပဲလို့ပြောလိုက်ပါတော့တယ်။ဒါတော့ကြောက်ရှမ်းလည်းအဖေပြေသူလောက်ခဲ့တာအတွက်အခုတော့သူဟာတောင်ဝင်မျိုးနွယ်ကနေထုတ်ပယ်ခံလိုက်ပြီးတာမန်ရသားဖြစ်သွားကာရာရူးရီရောအောင်မြင်မှုဂုံချင်းဝါရီရောတိုင်းမိနာတွေပါသူ့မှာဘာမှမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။ဒါတော့ကြောက်ရှမ်းဦးချင်းကြီးထဲမှာပဲတယောက်တည်းအထီးကြံကြံနဲ့တေသွားတဲ့အထိဘိလောင်ခံပြီးတော့နေရတော့မယ်လို့ထပ်ပြောလိုက်ပါတယ်။အရာတွေကအဖေပြေသူသူ့ကိုကာကွယ်ပေးခဲ့တဲ့ရလိုက်ရဲ့အဆုံးသတ်လားလို့ဦးဤတော်ကမေးခွန်းထုတ်လိုက်ပါတော့တယ်။ တဖက်မှာတော့ဆရာကောင်းစွာအပေါင်းလူကြီးမင်းနန်ချင်းတန်းတော်ပြန်လာမှဘာလို့ပို့ပြီးတော့စိတ်ညစ်နေရတာလဲလို့မေးလိုက်ပါတယ်။ပေါင်းလူကြီးမင်းလည်းဦးကြီးတော်ကသူ့ကိုအမြဲဖြောင်းမတ်တယ်လို့ထင်မှတ်ထားပေမဲ့လှည့်စားမိခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါပေါင်းလူကြီးမင်းကမင်းကြီးစီကိုဦးကြီးတော်သွားတွေးပြအောင်လို့ဖိအားပေးလိုက်မိတာလို့ရှင်းပြလိုက်ပါတယ်။အဲ့နောက်မှာတော့ဦးကြီးတော်ကမင်းကြီးစီကိုရောက်လို့သွားခဲ့ပါတော့တယ်။မင်းကြီးကတော့ဒီခါဦးကြီးတော်ရဲ့စကားကိုနားမထောင်နိုင်ဘူးလို့တန်းပြီးတော့ပြောပါတယ်။ပြီးတော့မင်းကြီးကဦးကြီးတော်ခုလိုလာတွေးတာမေတော်ရောသိရဲ့လားလို့မေးလိုက်တာပါ။မင်းကြီးကတော့မေတော်ရဲ့စကားတခွန်းကြောင့်ပဲအထူးကင်းလို့ခွင့်ကို ချာမန်နိုင်အောင်လုပ်ခဲ့တာလို့ပြောလိုက်ပါတယ်။အဲတောင်ကြောင်းရှမ်းအတွက်နောက်ဆက်တွဲဖြစ်လာမှာကိုရင်ဆိုင်သွားမယ်လို့ပြောလိုက်တာပါ။ဒါမဲ့ဦးကြီးတော်ရှိကတော့ကြောင်းရှမ်းကြံစီခဲ့တာကတားဆုံရဲ့ထီးနှံပဲလို့ပြောလိုက်ပါတော့တယ်။မင်းကြီးလည်းဒီတားဆုံထီးနှံအစားတွေကကြောင်းရှမ်းအဖြစ်လို့ရတာပဲလို့ဗရင်ဖြစ်ပေမဲ့ကလေးဆန်ဆန်ရှောက်ပြောနေပြန်ပါတယ်။ဒါကြောင့်မင်းကြီးကတော့မင်းကြီးနေရာပေးလို့ရမယ်အချိန်ကိုလိုချင်နေခဲ့တာပါလို့ဦးကြီးတော်ကပြောလိုက်ပါတယ်။မင်းကြီးကလည်းသူ့မှာတွေးထားရရှိတာတော့ဦးကြီးတော်ကတွေးခွင့်မပေးဘူးလို့ပြောလိုက်ပါတယ်။အဲနောက်ဦးကြီးတော်လည်းမင်းကြီးကိုမပြောနိုင်တော့တဲ့အတွက်မျက်ရည်ကျပြီးတော့ပဲထွက်သွားခဲ့ရပါတော့တယ်။ ဒီလိုနဲ့ဘောင်လုံးကြီးမင်းဦးကြီးတော်မင်းကြီးနဲ့ကြောက်ရှန့်တို့ဟာဒီကိစ္စအတွက်တယောက်တနေရာစီကနေအတွေ့ပေါင်းစုံနဲ့ရှိနေခဲ့ကြပါလေဦးကြီးတော်ရှိကတော့ကြားကစားရင်းနဲ့သားဖြစ်သူเจ้าကိုတွေးမိပြီးတော့မျက်ရည်တွေဖြာဖြာကြာနေခဲ့တာပါအဲ့တော့မှတော့မင်းကြီးလက်မနက်ခင်းညီလာခံကိုကျင်းပါပြီအမတ်ရီစီမှာတင်ပြစရာမရှိရင်ညီလာခံသိမ့်မယ်လို့ပြောနေခဲ့ပါပြီအဲ့ဒီချိန်မှာပဲဦးကြီးတော်ရှိကိုယ်တိုင်နန်းဆောင်ကိုရောက်လာပြီးတော့ညီလာခံကိုတိုက်ရောက်လာခဲ့ပါတော့တယ်အဲ့ဒါကြောင့်အမတ်အားလုံးပြင်းမင်းကြီးပါအံ့ဩနေခဲ့ရတာပါထူးခြားတာတစ်ခုကတော့ဦးကြီးတော်ရှိက ူရဲ့လက်ထဲမှာတစုံတရာကိုကင်ဆောင်လာပြီးတော့ရွှေဒုတ်တော်ကိုတွေ့ရင်ချီးမြှင့်ထားတဲ့ဘိုးတော်မင်းကြီးကိုယ်တိုင်ရှေးမောက်ရောက်နေသလိုပဲလို့ပြောချလိုက်ပါတော့တယ်။အဲလိုဦးဝီတော်ရဲ့စကားကြောင့်ညီလာခံတွေးမှာရှိကြတဲ့မတ်တွေအားလုံးလဲရွှေဒုတ်တော်ကိုမြင်ပြီးတော့ဝမ်းဆွေးဝမ်းဆွေးဝမ်းဝမ်းဆွေးလောက်ကဘယင်းမမကြံအကုန်စာဆုံးဒူးထောက်ခါစားနေကြပါတော့တယ်။ပြီးတဲ့နောက်မှာတော့ဦးဝီတော်ကြောက်တဲ့ဖန်ကဘိုးတော်မင်းကြီးရဲ့ကိုစားအမိန်တော်ချမှတ်မယ်နာခံစီလို့ပြောလိုက်တာပါ။ပြီးတော့ဦးဝီတော်ကြောက်တဲ့ဖန်က ကျောင်းဆိုင်ရန်ဘူးကိုခိုင်ဖုံးရုံးတော်ရဲ့တရားသူကြီးပေါင်ချိန်ကိုလွှဲအပ်ပြီးတရားဥပဒေအရအပြစ်တန်ပေးမယ်လို့ပြောလိုက်ပါတယ်။ဦးရော်ရှိကမလွဲသားလို့လုပ်ရပေမယ့်တားဖြည့်သူကိုဆုံးရှုံးရမယ်ဆိုတဲ့အသည့်နဲ့တော့မျက်ရည်တွေဖြိုင်ဖြိုင်ကျလို့နေခဲ့ရပါတယ်။ပြီးတော့ဦးရော်ကတစတဲ့ဘိုးတော်မင်းကြီးရာချီးမင်းသားရဲ့ရွှေတုတ်တော်မှာစွမ်းဆောင်နိုင်တဲ့မင်းကြီးကိုရလောဘကြီးတဲ့မူးမတ်တွေပါအပြစ်တန်ခတ်မယ်လို့ပြောပါတယ်။ဒါတော့နန်းတွင်ရဲ့ပေဌာနကဘယ်သူမှမစိုးလက်မခံရင်ရွှေတုတ်တော်ကတနာနေမှာမဟုတ်ဘူးလို့ထပ်ပြီးတော့ကြိမ်းလိုက်ပါတယ်။ပြီးတော့ဦးရော်ရှိက ရှင်မင်းကြီးကိုတိုင်းဘိုးတော်မင်းကြီးရဲ့မိန်ကိုလက်မခံရင်သူဟာဘိုးတော်မင်းကြီးရဲ့မိန်ဟာဆွေထုတ်တော်နဲ့ပြီးတော့ဦးရီတော်ရှိလဲဘိုးတော်မင်းကြီးချင်းမြင်တာလဲဆွေထုတ်တော်နဲ့မင်းကြီးကိုထပ်ပြီးတော့ပြောလိုက်တာပါဒါကြောင့်တားဆုံးပြီးမင်းကြီးကြောက်ကျင်းဟာလဲနောက်ဆုံးမှာတော့ဘိုးတော်မင်းကြီးရဲ့အမိန်တော်ကြောင့်ဘာမှမတတ်နိုင်ပဲဦးရီတော်ချမှတ်တဲ့အမိန်တိုင်းပဲလိုက်နာလိုက်ရပါတော့တယ်အဲနောက်မှာတော့ဦးချင်းကြီးကကြောက်ချမ်းကိုစီရင်ချက်ချဖို့ပေါင်လူကြီးမင်းလဲနောက်ထပ်တစ်ကြိမ်ခိုင်ဖုံးယုံတော်ကိုခေါ်လာခဲ့ပါတယ်ဒါလို့နဲ့ပေါင်လူကြီးမင်းလဲကြောက်ချမ်းကိုခေါ်ပြီးတော့ကြောက်ချမ်းရဲ့အပြစ်ဒဏ်ကို အစိုးရတွေကသတ်မှတ်ထားပြီးသားလို့ပြောလိုက်ပါတယ်အဲ့ဒါပြင်ပေါင်လူကြီးများကုစုယုံတော်ကိုထတ်တင်ပြီးတော့စစ်ဆေးရတော့သူအရင်တိုင်းချမှတ်ထားတယ်လေစီရင်မယ်လို့ပြောလိုက်တာပါဒါမဲ့ကြောက်ဆန်အခုချိန်မှာတော်ဝင်မျိုးတွေကနေထုတ်ပယ်ခံရပြီးတာမန်ရသားဖြစ်သွားခဲ့ပြီလို့ပေါင်လူကြီးမင်းကထပ်ပြောလိုက်ပါတယ်ဒါတောင်ကြောက်ဆန်ရင်းတော့ကနန်းတွေမှာရခဲ့ပြီလို့ယာရူးကနေထုတ်ပယ်ခံတယ်လို့ရှိတဲ့ရလက်တွေပါပယ်ဖြတ်ခံလိုက်တာကြောင့်ပေါင်လူကြီးမင်းကနောက်ဆုံးတော့ကြောက်ဆန်တို့စီရင်ချက်ကိုချမှတ်တော့မှာပါကြောက်ဆန်တာမန်ရသားဖြစ်သွားတယ်ပေါင်လူကြီးမင်းကဒီတစ်ခါမှာတော့ ခွေးကောင်ဓာတ်ဆက်ကိုအသုံးပြုပြီးတော့ဒေဒန်စီရင်တော့မှာပဲဖြစ်ပါလေ။ပေါင်လူကြီးမင်းရဲ့အမိန်စကားတန်အဆုံးမှာတော့ခိုင်ဖုံယုံတော်ရဲ့မူဒန်းတွေကလူသားတရခန်တာမန်ရဲ့သားတွေကိုစီရင်နေခွေးကောင်ဓာတ်ဆက်ကိုယူချလာပြီးတော့ကြောက်ဆန်ကိုစီရင်ဖို့ ready လုပ်ထားလိုက်ပါလေ။ဒေဒန်ချမှတ်ခံရတော့မယ်ကြောက်ဆန်ကတော့သူ့ရဲ့အကြံစီလုပ်ရက်တွေကိုနည်းနည်းလေးမှမားတယ်လို့မထင်နောင်တရခဲ့ပုံမရပါဘူး။အဲ့ဒီလိုနဲ့အလိုလောမကြီးကဘရင်ပလင်ကိုတတ်မှန်းတဲ့ဘရင်ယူတော်ဝင်မျိုးနဲ့ကြောက်ရှံကတော့သူ့ရဲ့ရည်ရွယ်ချက်တွေပျောက်ဆုံးသွားတယ်ပြင် ဘဝမှာဘာဆိုဘာမှမကြံတော့ပဲခွေးကောင်းဓာတ်ဆက်ပေါ်လဲအစင်းပေးလိုက်ရပြီပဲဖြစ်ပါလေ။ကြောက်ရှမ်းတယောက်ပြင်မှုစီရင်တော်မှဒါမှန်ရသားကိုအသုံးပြုတဲ့ခွေးကောင်းဓာတ်ဆက်နဲ့သာစီရင်အသုံးပြုခံလိုက်ရပြီးတော့မရှုမလားခေါင်းပြက်ကတေပွဲဝင်ရရှာပါတော့လေ။အဲနမတော့နန်းချင်းဆောင်မှာရှိတဲ့ဦးကြီးတော်ကသားဖြစ်သူတွေစောက်တရားများကြေကွဲစိတ်တော်ကကြီးစွာနဲ့အတူဆော့ခဲ့တဲ့ကြားကစားခွက်တွေကိုတော့လှုပ်ပြစ်လိုက်ပါလေ။ဒါပြင်မျောလင်းခဲ့ရတဲ့သားဖြစ်သူကြောက်ရှမ်းရဲ့မရှုမလားဇက်သိန်းကြောင့် ရှိုက်ကြီးတင်ငယ်ငိုကျွေးနေတဲ့ဦးကြီးတော်ကိုကြည့်ပြီးတော့ဒီမီပြားလဲပို့ပြီးတော့ဝမ်းနဲ့လာရပါတော့တယ်ဒီလိုနဲ့ဒီမီပြားလဲငိုကျွေးနေအယူမီဝိုင်းငိုကျွေးနေတဲ့ဦးကြီးတော်ကိုနှစ်သိမ့်နေရတာပါဦးကြီးတော်အတွက်ကြောက်ရှံအားထားဆုံးသားတယောက်ဖြစ်ခဲ့တဲ့ပြင်ဒီလိုဖြစ်ပျက်တွေကြောင့်ပဲသားဖြစ်သူကိုနန်းနွေးရမှာဝင်မပါစေခြင်းခဲ့တဲ့ဖခင်တယောက်ရဲ့စန္ဒမြစ်တာပါပဲဒါမဲ့ကုတော့ဦးကြီးတော်နဲ့မီပြားတို့လဲမျောလင်ထားတဲ့သားတော်အသေးဆုံးနဲ့တေခဲ့ရပြီဖြစ်တဲ့အတွက်တယောက်ကိုတယောက်အပြန်လန်နှစ်သိမ့်ငိုကျွေးနေရရှာပါတော့တယ် တပတ်မှတော့တားဆုံးပြည်မင်းကြီးဟာကိုတော်ဖြစ်သူသတင်းကြောင့်ပဲခံစားနေရပါလေဒီလိုနဲ့ခိုင်ဖုံရုံတော်ဘက်မှတော့ဆရာကုန်းစွာကြောက်ရွံ့မှုလည်းပြီးပြီဖြစ်လို့အမှုပတ်တန်းကိုတင်စီနေပါလေအဲ့မှာတော့ပေါလုံကြီးမင်းတို့ကရုံတော်ရှိကမတရားစီတီးတံကိုကြားလိုက်ရတော့တာပါဒါတော့ပေါလုံကြီးမင်းလည်းဝမ်းချောင်းပိုင်းကျန်းလုံးကြောက်ဟူတို့ကိုရုံတော်တက်ဖို့မိန်ပေးလိုက်ရင်းနေပဲဒီသူတရားရှင်ပေါင်ချင်းဇလန်းတွဲရှိကြီးရဲ့အတွဲနှင့်ဟာဆိုရင်တော့ဖြင့်ဒီနေရာမှာညီကုန်းချုပ်ပြီးတော့အဆုံးသတ်လို့သွားခဲ့ပါတော့တယ်ခင်ဗျာ โอเคပါဒီနေ့တော့ဒီလောက်ပါပဲပြည်သူရာရှင်ပေါင်ချင်းဇလန်းတွဲကိုအစာဆုံးလိုက်ပါပြီးတီးရှိခဲ့တဲ့သူတွေအားလုံးကိုဒီနေ့မှာတော့ဇာသိမ်းပိုင်းနဲ့အတူပဲနှုတ်ဆက်လိုက်ပါတယ်အဲ့တော့နောက်ထပ်လည်းရုပ်ရှင်ကား series တွေမြောင်များစွာတင်ဆက်အောင်ပါဖြစ်တဲ့အတွက် channel subscribe လို့ဘေးနားအကောင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်ပြီးတော့ပြောရင်းနဲ့ပဲနောက်ထပ်ဇာကားတွေမှာပြန်တွေ့ပါမယ်ခင်ဗျအဲ့တော့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်မကောင်းတာလုပ်တဲ့ကောင်းတွေမှန်သမျှမိုးနှမင်းဒဏ်ကြီးကြီးခတ်ပါသည်ခင်ဗျကျွန်တော်အန့်ခင်မူပါ